ပြန်ကြိုင်းဝင်ဌာနပြည်အောင်စုဝင်ကြီးဥမမောင်ဟာ2025အလွန်ဗဟုဝင်ရိုးကဘာမှာမြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲသို့တက်ရောက်ရန်ရောက်ရှိနေတဲ့နေပေါ်ဝင်ကြီးချုပ်ဟောင်း Mr. မဟက်ကူမာနေပေါ်နေထိုင်းနိုင်ငံကြိုင်းဝင်ကြီးဌာနဒုတိယဝင်ကြီးဟောင်း Mr. တင်နာတက်ဖို့အောင်ခက်ခေါ်နေအားဒီကနေ့မနက်ပိုင်းကနေပြည်တော်ရှိပြန်ကြိုင်းဝင်ကြီးဌာနအစည်းအဝေးခန်းမှာတရားစီလက်ခံတွေ့ဆုံပါတယ် တွေ့ဆုံစဉ်2025အလွန်ဘဟုဝင်ရောက်ကဘာမှာမြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးထျောက်တဲ့အကြံပြုချက်များပေးနိုင်ရုံနဲ့ဆက်လင်းပြီးရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။